1889ခုနှစ်ဧပြီလ20ရက်ဩစတြေးလျနိုင်ငံ Pronoun MN မြို့လီမှာသူ့ရဲ့ဇလန်စာတင်ခဲ့သည်။တာမန်အောက်ခွန်အရာရှိတဦးရဲ့သားမြေစင်ကလေးကပုံဆွဲခြင်းကိုဝါသနာပါခဲ့ပြီးဗီယက်နာအမှုပညာကျောင်းတော်ဝင်းကွင်းရာရန်ကျူးပန်းခဲ့တော်လဲနှစ်ကြိမ်တိုင်တိုင်ကြာရှုံးခဲ့သည်။အမှုပညာရှင်တဦးဤအိမ်မက်တက်သုံးသွားခြင်းတွင်သူ့ဘဝရန်လမ်းကြောင်းသည်အခြားဘက်သို့လုံးဝကွေချိုးသွားတော်သည်။ဗီယက်နာမြို့တွင်ခိုးကိုရမယ့်ဘဝထင်နေထိုင်ခဲ့သည်။သူသည်ထိုခေတ်ကပြတ်နိုင်နေသောဂျူးဆန်ခြင်းရေးဝါဒ Antisemitism နဲ့ ဂျာမန်လူမျိုးကြီးဝါဒတို့ကိုဆွဲဆွဲမဲမဲလက်ခံလာခဲ့သည်ဤကာလဒီနဲ့၎င်း၏အသွေးအခေါ်နှင့်အယူအဆများကိုပုံဖော်ပေးခဲ့သောအချိန်ကာလပင်ထက်သည်1940ခုနှစ်ပထမကမ္ဘာစစ်ကြီးစတင်ခဲ့သည်ဟစ်တလာသည်ဂျာမန်စစ်တပ်ဘာဗေးရီးယန်တပ်တွေစေနာဝန်ထမ်းဖြင့်ဝင်ရောက်အမှုထမ်းခဲ့သည်စာဖို့ထမအထိတာဝန်ထမ်းဆောင်ခဲ့သည်သူ၏ရဲစွမ်းထက်သည့်ကြောင့်စုတမေချင်းများချီးမြှင့်ခံခဲ့ရသည်သို့သောဂျာမနီနိုင်ငံဆစ်ရှုံးနှိမ်ထွားခြင်းကသူ့ကိုအလွန်ဒေါသထွက်စေခဲ့သည်ဆစ်ရှုံးရခြင်းသည် ဂျူးများနှင့်ကွန်မြူနစ်များ၏နောက်ကျောင်းမှဓာတ်ထိုးခြင်းကြောင့်ဟောသူပြင်းပြင်းထန်ထန်ယုံကြည်ခဲ့သည်စစ်ပီဆုံးချိန်တွင်စစ်သားဘဝမှထွက်ခွာလာပြီးနိုင်ငံရေးနယ်ပယ်သဲသို့ဝင်ရောက်လာခဲ့သည်ထောင်ကိုအက္ကစီ၉ခုနှင့်တွင်အဖွဲ့ဝင်90ခန်းတာရှိသေးသောဂျာမန်အလုတ္တမပါတီ DAP သို့ဝင်ရောက်ခဲ့သည် ထိုပါတီသည် နောင်တွင်နာမည်ဆိုးဖျင်ကြောကြခဲ့သည်နာဇီပါတီအဖြစ်သို့ပြောင်းလဲသွားခဲ့သည်ဟစ်တလာသည်မီးကုံရန်ဟောနိုင်သောအရေးချင်းကြောင့်ပါတီတွင်၌လင်းမင်းစွာအရှိန်အဝါကြီးမားလာခဲ့သည်ထောင်ကို90ခုနှင့်တွင်ပါတီ၏ခေါင်းဆောင် ဖျူဟာ ခေါင်းဆောင်ဖြစ်လာခဲ့သည်1923ခုနှစ်တွင်ဘီယာဆိုင်ပွန်ကန်မူဟုခေါ်သောအာနာသိန်းရန်ကျူပါမှုဖြင့်ဖမ်းဆီးထောင်ချခံခဲ့ရသည်ထောင်ထဲတွင်ရှိနေစဉ်သူ၏နိုင်ငံရေးသဘောတရားများကိုစူးစီး၍ Mind Cap အင်ကြီးရှိစာအုပ်ကိုရေးသားခဲ့သည်ထို့စာအုပ်ထဲတွင်သူ၏ဂျာမန်လူမျိုးတန်စင်ရေးနယ်မြေချက်တွင်ရေးနှင့်ဂျူးလူမျိုးများအားဖယ်ရှားပြည့်ရေးအစီအစဉ်များကိုထင်ရှားစွာဖော်ပြထားခဲ့သည်1929ခုနှစ်၏ကမ္ဘာစည်းဝါးပြက်ကကြီးကဟစ်တလာအထက်ခွန်လန်းဖြစ်လာခဲ့သည် စီးပွားရေးပြဿနာများအလုပ်လက်မဲ့ဥယျာဉ်မြင့်တလာမှုနဲ့နိုင်ငံရေးမတည်ငြိမ်မှုကြောင့်စိတ်ပြတ်အားငယ်နေသောဂျာမန်ပြည်သူများအတွက်နာဇီပါတီသည်ကဲတင်ရှင်တူအထက်ရုံးလုံးပေါ်လာခဲ့သည်သူ၏ကျမ်းတမ်းပြတာသောမိန့်ခွန်းများကဂျာမနီကိုပြန်လည်ခုံယူနိုင်သည့်မျိုးလင့်ချက်ကိုပေးခဲ့သည်1933ခုနှစ်ဇန်နဝါရီလ30ရက်နေ့တွင်တမရဟောက်ပေါ်ပွန်ဟင်ဒန်ဘာကဟစ်တလာကိုဂျာမနီနိုင်ငံ၏အဓိပတိအဖြစ်ခန့်အပ်ခဲ့သည်ထိုအချိန်မှစ၍သူသည်ဒီမိုကရေစီစနစ်၏အုံမြင်များကိုစတင်ဖြည့်ဆည်းခဲ့သည် ရိုက်စတာမီလောင်ခြင်းနဲ့အခြားနိုင်ငံရေးလက်ပြများကိုအသုံးပြု၍အာဏာလွှဲပြောင်းရေးဥပဒေကိုအတည်ပြုခဲ့သည်သူ၏အကြွမ်းမန်အာဏာရှင်စနစ်ကိုထူထောင်ခဲ့သည်1934ခုနှစ်မှာသမ္မတဟင်ဒင်ဘာ့ကွယ်လွန်တော်ခါဟစ်တလာသည်အဓိပတိနှင့်သမ္မတရာထူးနှစ်ခုကိုပေါင်းစပ်ပြီးဖျူရာနှင့်ရိုက်အဓိပတိဟူသောဘွဲ့အမီကိုခံယူ၍ဂျာမနီနိုင်ငံတနိုင်ငံလုံးကိုတဦးတည်းအုပ်ချုပ်တော်သည်